ဒီနောက်ပြီးတော့ခင်ဗျဒီ live ပေါ်မှာကလည်းဒါကြီးအချိန်ကြီးနော်ဒီခု live ပေါ်မှာပြောနေတဲ့တက္ကသိုလ်မောင်မောင်တို့တော်တော်များများပြောနေတဲ့သူတွေကဟောင်းဟောင်းစီတို့တော်တော်များများပေါ့အများကြီးပါပြောနေတဲ့သူတွေကမြို့သားရေးရဟန္တာကတော်လေးနဲ့တက်မတော်နဲ့ရန်တိုက်ပေးလိုက်တဲ့သဘောပဲခြား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 ဟုတ်လားဘဒုဘဒုဖြစ်ဖြစ်ငါတို့ကဝက်ကြီးပိတ်တယ်ဆိုတော့ငါတို့ကအဓိကတော့ဒီပွဲစုအောင်လုပ်ဖို့ငါတို့တာဝန်ဆိုတဲ့ပုံစံမျိုးနဲ့ရွေးကောက်ပွဲကိုဝင်ရွေးပြိုင်မဲ့ပါတီကိုယ်စားလေးတွေတို့လုံးရေးပြပါမပေးနိုင်ဘူးဟိုမှာဘလီဆောက်တဲ့နေရာမှာလုံးကြိုးရေးအထက်ထက်တယ်ကျောင်းမျိုးရှိသွားကြအနောက်ကလည်းမရအောင်နော်မြို့သားရေးအားစုအများစုရဲ့ ဒီ live ဘဝနဲ့ကိုစောဖိုးရင်းလို့ပေါ့နော် live ဘဝနဲ့ပါးစပ်နဲ့ပြီးမသွားပဲနဲ့ကိုစောဖိုးရင်းကိုလက်ခုတ်တန်လေးအားပေးကြတယ်ဗျအများကြီးအားပေးကြတယ်ဟိုတကယ်ကြခု1000တောင်တွေ့မဲ့သူတွေမရှိကြဘူးပေါ့နော်ဥစဉ်တို့ပြောချင်တာကဒီတကယ်တရားကြီးကိုခဏတို့ကတကယ်စူပူမှုမဟုတ်ခဲနဲ့မြို့တိုင်းတိုင်းတတ်မတော်ဘူးထိတ်တိုက်ဆိုင်နဲ့ရလိုက်ခါရလိုက်ခါကိုအခုဆိုလို့ရှိရင်ခဏတို့ကိုယ်တိုင်လည်းဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေနဲ့ကတ်ကွက်ဖို့လက်မှတ်နေပြီးတော့မှရှိတဲ့ဒါလူတွေလည်းလက်မှတ်တွေထိုးမယ်ထိုးပြီးမှမြို့တိုင်းရဟန်းတွေမြို့တိုင်းကမှရှိတဲ့ရဟန်းတန်ကတော့လက်မှတ်ထိုးမှကတ်ကွက်ကာကျော်ကြီးစီကိုဒီလိုကတ်ကွက်စာတွေတင်ဖို့တော့လိုအပ်တယ်လို့ဥစဉ်ကတော့တုံ့တက်ချင်ပါလေဗျာနော်အေးမြို့ချင်းမြို့သားကြီးသမားကြီးဆိုတာက နော်သူများ6တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့တည်ထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်ငိုချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါရုံးကနေပြီးတော့လာခေါ်ထားတယ်ခေါ်ထားပြီးအဲ့ဒီမိန်းကလေးတယောက်ထဲကိုမင်းတို့ဒီတိုင်းရုံးဆက်ပြီးခေါ်သွားမယ်လို့ပြောတယ်နောက်ကနေပြီးတော့ဆရာတော်ကြီးစိတ်မချလို့ထက်လိုက်လာတယ်မင်းတို့ခဏဆိုရင်မတို့ကတိတ်ကြောက်နေရတာခုနိုင်ငံခြားကပြောပြောနေတယ်ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတက်တက်ရှိတယ်နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်ထမိန်ကျုံဆိုတာတည်တန့်ရှိတယ် နော်အခုဘလီကိစ္စနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ဝေဖန်ပြောဆိုနေတာတွေကအမျိုးသားရေးသမားတွေဘောလည်းမမအောင်ထမိန်လည်းမချုံဘူးဂျာနေပါတာဓမ္မအဓမ္မတစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ခင်လာမောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်းစီတို့ငစီတို့ပေါ့လေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နေပြည်တော်ပလီဆောက်ဖို့စစ်တပ်ကခွင့်ပြုလိုက်သည့်အပေါ်မြို့ချစ်တွေနှုတ်ဆက်နေသည်ကိုကိုမောင်မောင်ဖော်ထုတ်လိုက်သည်ကိုပောက်ကိုတော်ကတက်မတော်နေမြို့ချစ်တွေကြားရန်တိုက်ပေးတဲ့လုပ်ရလူပြောလာသည်မှုအဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာအမျိုးတွေ ကောင်းလောက်နဲ့နဲ့ခင်ပါဗျဒီနေ့ဟာတရက်ဆက်လာပါ2000လဲမှ25ဖြစ်ပါလေဗျအဓိကတော့ live ပေါ်မှာခရရိုက်နေတဲ့တပတ်ကဗလီနဲ့ပတ်သက်ပြီးမှနေပြီးတော့မြတ်တားရေးတော်ကြီးဆရာတော်ကြီးတွေနဲ့ပေါင်းပြီးမှယာယီဓမ္မတာကာကျော်ကြီးနဲ့ဝင်းကြီးချုပ်ကာကျော်နော်ဇီဝတာစာတင်ထားတယ်ပေါ့နော်စာတင်ထားတဲ့အားနဲ့ပတ်သက်ပြီးမှဦးစင်းတို့ကတော့နော် ်အကြုံမူကြီးမင်းအောင်လည်းနဲ့ယာယီဓမ္မပြောင်းစုဟိုကြေတော်စုဓမ္မမြန်မာနိုင်ငံတော်တဲ့နော်လောင်တော်ကြီးကိုနဲ့တပည့်တော်တို့ကတော့ထတ်တူရှိပါထတ်တူရှိကြောက်ပါဗျာထတ်တူရှိတော့ဒါအကောင်းဆုံးပါလိုင်းပေါ်မှာပြောတာလိုင်းပေါ်မှာပြောနေရဆိုတာဆိုင်တလို့လက်တွေ့ကောင်းထဲပေါ်လိုက်တာအကောင်းဆုံးပါဗျာဗဟန်တန်ကလူသူနဲ့အမျိုးသားရေးဆရာတော်များနဲ့လူသူကလက်မခံတော့ဘာမှလုပ်လို့မရပါဘူးဗျာဘာမှလုပ်လို့မရပါဘူး ဒီဒဂါကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာဘလီမဆောက်ဘူးလို့ပြောပါရဲအမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာဘလီရပေးထားပါတယ်2023ကပါနေရာတနေရာပေးထားပါတယ်နော်နေရာတနေရာပေးထားတယ်နော်အားကြောင့်လူတို့တွေရတဲ့အခါမှာလည်းသူတို့တွေကအငြိမ်မနေဘဲနဲ့ရွာရည်နာရွာလူရွာသားတွေနဲ့အစင်မပြေရွာလူများနဲ့မြူဆလင်ဆိုတော့တချို့မြူဆလင်ကဒီအတိုင်းပဲအနေအနေအတိုင်းမတက်ဘူးရရည်ဆိုတော့ သူတို့ကပဲဒါလေးရသွားနဲ့ငါကြောင့်ကြီးပဲပိုင်ပြီးသွားပြီးကိုစစ်တပ်ပဲရုပ်လက်ထက်ရောက်သွားပြီးကိုစစ်တပ်ကိုဒုလို့ချင်လို့တဲ့အနေထားတွေပြောပုံကြတယ်ကြာအနေထားတွေဒီပုံစံတွေလုပ်ပုံကြရွာရွာတိုင်းအဲ့တော့ရွာရွာသားတွေကလည်းမခံမရနိုင်ဖြစ်ပြီးမှလူချင်းလူငယ်တွေပေါင်းပြီးမလီနော်ဒီနောက်ပြီးတော့ခမဒီ live mode မှာကလည်းဒါကြီးကအချိန်ကြိုက်နော်ဒီခု live mode မှာပြောနေတဲ့တကားဖိလန်မောင်မောင်တို့တော်တော်များများပြောနေတဲ့သူတွေကဟောင်းဟောင်းစီတို့တော်တော်များများပေါ့အများကြီးပါပြောတဲ့သူတွေက ဒီ2023ကပြထားတဲ့ဟာကိုဒီချိန်မှအချိန်ကြိုက်ပြောရဲဆိုတော့ပြောစဉ်းစားစရာเนาะစဉ်းစားစရာအချိန်ကြိုက်ချရเนาะစဉ်းစားစရာဒါပြည်သူလူထုကိုတပ်မတော်ပေါ့အထင်လွဲအမြင်လွဲအောင်လုပ်လိုက်တဲ့သဘောပဲเนาะမြူဒါရေးရဟန်းတန်ဃာတော်တွေနဲ့တပ်မတော်နဲ့ရန်တိုက်ပြလိုက်တဲ့သဘောပဲခြား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 ဟုတ်လားဘဒုဘဒုဖြစ်ဖြစ်ငါတို့ကဝဲကြည့်ပိတ်တက်ဆိုတော့ငါတို့ကအဓိကတော့ဒီပွဲစုအောင်လုပ်ဖို့ငါတို့တာဝန်ဆိုတဲ့ပုံစံမျိုးနဲ့ တကယ်လူစိတ်ထဲမှာမျိုးတိုင်းစိတ်ရှိလို့မဟုတ်မျိုးတိုင်းစိတ်တယ်လည်းရှိလို့မဟုတ်မျိုးရမနိုင်ကြီးလည်းချစ်လို့ပြောလာမဟုတ်ပြန်နော်ဒါလေးလည်းသဘောပေါက်ဖို့နော်ဒီလိုမျိုးသူများအနေနဲ့လိုအပ်ပါတယ်ဒါဘာပြောပြောအခုလို့ဒါစာတင်တာတွေ့ရတော့နော်နေပြည်တော်မျိုးတိုင်းအဖွဲ့တဲ့ဥဆောင်ဆရာတော်မြတ်လက်မှတ်ရေးထိုးပြီးဗလီဆောက်လုပ်မှုနဲ့ပတ်သက်ကန့်ကွက်စာနိုင်ငံတော်အကြီးကိမားထံတင်ပြရတဲ့နေပြည်တော်မြို့တိုင်းအဖွဲ့ဥဆောင်ဆရာတော်6ပါးကလက်မှတ်ရေးထိုးပြည်မနာမြို့တွေ တစ်စိတ်ပြင်းရွာထိပ်တွင်ဗလီဆောက်လုံနေမှုနဲ့ပတ်သက်၍ကက်ကွက်စာနိုင်ငံတော်အကြီးအကဲများဆိုင်တင်ပြထားကြောင်းသိရှိရပါတယ်တဲ့ဆရာတော်ဥပညာကဒီကနေ့ဘုန်းတော်တို့အဖွဲ့တဲ့မဆာကိုတာဝန်ရှိသူများကစစ်ဆေးကိုခေါ်တယ်တဲ့ဘုန်းတော်ကလည်းလိုက်ပါသွားကြတယ်တူတူစစ်ဆေးမိမဲ့ကိစ္စကိုကြိုတိနေတယ်လေတဲ့ဒီမင်းတဲ့ပိုင်းမှာပဲတဲ့ဘုန်းဘုန်းကြီးတို့နိုင်ငံတော်အကြီးအကဲများထံဒီကိစ္စနဲ့ပတ်သက်ပြီးကန့်ကွက်စာပို့ထားယူပါပြီပို့လိုက်တဲ့စာကိုလည်းခေါ်ယူမင်းမြတ်နဲ့တာဝန်ရှိသူတို့တစ်ခုပေးခဲ့ပါတယ်အဓိကအားဖြင့်တော့ဒီမြေနေရာမှာရခိုင်မူလား စိုက်ပျိုးမြေနိုင်ငံတော်ကတင်စီထားတယ်တင်စီစဉ်ကာလတန်ကြီးပေးခဲ့တယ်မဟုတ်ဘူးတဲ့နိုင်ငံတော်စီမံကိန်းအတွက်တင်စီခဲ့တာဖြစ်တဲ့အတွက်ရွာသားတွေကလည်းနိုင်ငံတော်စီမံကိန်းအတွက်ဆိုတော့ကြည်ကျင်နဲ့နဲ့ကြီးပေးခဲ့တယ်တဲ့ဒီနေရာမှာအခုလိုဗလီဆောက်တယ်ဆိုပြီးတော့ရေရှည်မှာဘလို့မှအဆင်မပြေဘူးဒါကိုအဓိကထားပြီးတင်ပြတယ်တဲ့မိန်ကြတယ်တဲ့ခုံမင်းပြစေနဲ့ဆရာတော်ဥတုမနာကိုလည်းအခုလိုပဲနိုင်ငံတော်ကခွင့်ပြုထားတယ်ဆိုတော့အပေါ့နိုးနဲ့ရွာလိုရွာသားတဲ့ဟုတ်နော် ခွင့်ပြုထားတဲ့ဆိုတဲ့ဘာမျိုးနဲ့ရာသူရွာသားတွေကိုမစီဘက်မြေပြောဆိုလာပြီဒါကိုအစာပဲရှိတဲ့နောက်ဆိုရင်ပြဒနာကတဖြည်းဖြည်းကြီးထွားလာတယ်ဒါကိုနိုင်ငံတော်အကြီးအကဲတွေတိစေချင်တယ်တဲ့ပြန်လဲတုံ့တက်စေချင်တယ်တဲ့တပ်မတော်နဲ့မျိုးသားရေးဆိုတာထိတ်တိုက်တွေ့ရမယ့်အခြေအနေမျိုးမဟုတ်ဘူးလေတဲ့အကျိုးအကြောင်းစီလျော်ဆောင်ရွက်ကြဖို့တော့အဓိကတရဏမဖြစ်အောင်ဆောင်ရွက်ဖို့တော့လိုတယ်တဲ့ဒါဆရာတော်ရဲ့မိကြချက်ပေါ့နော်အလိုတိုင်းနဲ့တတ်မတော်တတ်မတော်နဲ့အလိုတိုင်းဆိုတာကဒါတစ်ထက်ထဲမှာရှိတယ်အတူတကွရှိတယ်ဘယ်ရာပဲလို့လို့ဆရာတော်ကြီးကြီး ဟုတ်လားဆရာတော်ဘုရားကြီးကြီးရဲ့ဒါเนาะရဲ့အတန်ကိုလည်းနားထောင်ဖို့နိုင်ငံတော်เนาะနေနဲ့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒါဒေပြပါခြင်းပြောပြောခြင်းဖြစ်ပါလေကเนาะနောက်ပြီးတော့တောင်လူတွေရဲ့လေယာမြေတဲ့တောင်လူတွေကနိုင်ငံတော်အတွက်ဆိုလို့ရှိရင်တော့ဒါတိတ်နာပါဖြစ်ဘူးပေါ့နိုင်ငံတော်အတွက်ဆိုတိတ်နာပါဖြစ်ဘူးဒီလိုနေရာမှာနိုင်ငံတော်အတွက်ဘုံနဲ့ဗလီအတွက်ဖြစ်သွားတော့ ဒါဥစဉ်တို့တည်ရတလောက်ကတော့ခရိယံကိုလည်းပေးတယ်ဟိန္ဒူကိုလည်းပေးတယ်ဘလီဝအစ္စလာမ်ကိုလည်းဒီခရစ်မနေ့မှာပေါ့နော်2023မှာလက်ဆောင်ခန်းသားနဲ့လုပ်ပေးလိုက်တယ်လို့ဥစဉ်တို့ကတည်ရတာပေါ့နော်ဥစဉ်တို့တည်ရတဲ့အနေအထားကိုပြောပြချင်းဖြစ်တယ်နော်ဒါဆရာတော်ကြီးစီပောက်ခေါ်လဲဆရာတော်ကြီးရဲ့စကားအဲ့လိုကြားတာဥစဉ်တို့ကြားတယ်ကြားတယ်နော်ဆရာတော်အေးငါလည်းဒီမနေ့ပြီတော့မှာဆောက်ဖို့အတွက်ငါတို့လည်းဟုတ်လား စင်သာကြီးကြီးဆောက်ဖို့အတွက်ကာကျော်စီတောင်းရမှာကွာတဲ့လူခမ်းမှာကွာတဲ့ဆရာတော်ကြီးတော့ပြောပြောတယ်ပေါ့ဗျာတော့ပြောတယ်ပေါ့နော်တော့ဦးစင်းတို့ကတော့ဘာပြောပြောမြို့သားရေးနဲ့အထက်တူဦးစင်းတို့ဒီတမတော်ချစ်တာဘောမှချင်မဟုတ်ပေါ့ဗျာတမတော်ဒီနိုင်ငံနဲ့ဂျူစီဝါကိုကိုတိုင်းပြည်ကိုဘာသာနာကိုကာကွယ်ဆောက်ရှောက်မဲ့လူဆိုပြီးမှဦးစင်းတို့ကရောကြီးမှုအပြည့်အဝနဲ့တမတော်ကိုထောက်ခံခြင်းဖြစ်ပါတယ်တမတော်ဒီဘယ်တော့မှအမျိုးသားရေးကိုတစ္ဆာမဖောက်ဘူးဆိုတဲ့နော်ခိုင်ုံကျဲနဲ့ ယုံကြည်မှုနဲ့မူကြောင့်ဦးဇင်းတို့ကတက်မတော်ကိုအစင်ဆိုင်ဒါအတက်အန်ရဲ့ဂျားကနေဆိတ်ချောက်မှုဂျားကနေလက်တွေ့လက်ဦးဇင်းတို့တက်အန်ချင်းချောက်ခံရတာလေဒါပြောရင်ဖေရဒီဒီရဲ့ညံမှုခံရတာလေဒါဦးဇင်းတို့ဖေရဒီဒီရဲ့မလို့မုန်းတူးမှုဆောင်ရတာလေဒီနိဘိတ်အကြမ်းဖက်မှုတွေရဲ့ရံဆောင်မှုခံရတာလေနဲ့ဦးဇင်းတို့ကမျိုးမျိုးဖြတ်ကျော်ပြီးမှမျိုးမျိုးဖြတ်ကျော်လက်ရှိလည်းဦးဇင်းတို့ဒါတွေဖြတ်ကျော်နေရလက်ရှိလည်းလွတ်ပြေဦးဇင်းတို့မှာလည်းခံနေရတဲ့ အနေထားရင်ဆိုင်ပြီးမှဥစဉ်တော့တမရတော်ကိုချစ်ထားပါတမရတော်ထောက်ခံတာပါဥစဉ်တော့လေတိုင်းဘော်ကနေတမရတော်ပါဇက်နဲ့ထောက်ခံတယ်ပါဇက်နဲ့ဝိုင်းရည်နေခြင်းမဟုတ်ပါဘူးမြေမြမအကောင့်တလက်တွေခေါ်ပြီးမှလည်းထောက်ခံတယ်လို့ ရန်ကုန်တွင်ရဲစခန်းနှင့်အုပ်ချုပ်ရေးရုံးနှင့်ရုံးကိုတော်လန်ရေးပူပေါင်းအဖွဲ့တိုက်ခိုက်ရန်ကုန်တိုင်းပဟန်းမြောက်ဥကလာပါတောင်ဥကလာပါစသည့်မြို့နယ်များတွင်ရဲစခန်းနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုရုံးနှစ်ရုံးဂုံတိများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းရန်ကုန်တိုင်းတွင်စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့်မြပြပျောက်ကြားတပ်များထံမှသိရသည် မြောက်ဥက္ကလာပမြို့နယ်ရွှေပောက်ကံမြို့တည်20နှစ်ရက်ွက်အုပ်ချုပ်ရေးမှုယုံအားယမန်နေ့စက်တင်ဘာလ30ရက်ည10:50နာရီ50မိနစ်အချိန်တွင်ရင်းကနာမာနှင့်အနောက်ပိုင်းခရိုင်ဘာကဖာဥပောင်းအဖွဲ့ကပြင်းအားနှင့်မိုင်းတလုံးလက်ပစ်ဘုံနှလုံးတို့ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမြေတာဝန်ရှိသူကပြောသည် အုတ်ကြီးအပါလေးယောက်ထိခိုက်မှုရှိတယ်လို့မြေပြင်သတင်းပေးချက်အရသိရှိရပါတယ်အထက်ထိဝင်ပစ်တာဆိုတော့ထိရောက်မှုရှိတာအုတ်ကြီးကအရင်ကရဲရဲကနေထွက်ပြီးအုတ်ကြီးနေရာဝင်ယူပြီးရက်ွက်နေပြည်သူကိုလူပဝအနိုင်ကျင့်နေတာပါဟုရတဝန်ရှိသူကမစ္စီမတူပြောသည် အလားတူတောင်းကလာပါမျိုးနဲ့တဆက်ရက်ွက်ရှိရက်ွက်အုပ်ချုပ်ရေးမှုယုံလဲယမန်နေ့ည10နာရီဝန်းကျင်ကလက်ပစ်ဘုံဖြင့်တိုက်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်ည9နာရီခွဲ10နာရီလောက်ကထင်းနေဘုံပေါက်တဲ့အတံမျိုးပဲကြားရတာအခုကရက်ွက်ယုံနဲ့သူတို့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေညဆောင်အိတ်ကြတာရှိတယ်လေထိတာတွေလည်းရှိတယ်တဲ့ဒါပေမဲ့ဘသူတွေထိလဲတော့မသိဘူးဟုဒေတာခန့်တူကပြောသည် ရင်းအပြင်ပြီးခဲ့သည့်စက်တင်ဘာလ26ရက်နေ့ညပိုင်းတွင်လည်းကဘာအေဖျားလမ်းပေါ်ရှိဗဟန်းမြို့မှရဲစခန်းအား Operation Flying of နှင့်ပူးပေါင်းအဖွဲ့ကလက်ပစ်ဗုံးနှလုံးဖြင့်တွားရောက်တိုက်ခိုက်ခဲ့ပြီးလုံခြုံရေးရဲကင်းအနီးကြားရောက်ပောက်ကွဲခဲ့ကြောင်းထိခိုက်မှုများအားစုံစမ်းနေစေတာဖြစ်ကြောင်းဗမာတာဝန်ရှိသူကမစ္စီမောက်ကိုပြောသည်ဒီလူငယ်တွေလည်းလမ်းမမရောက်အောင်အကြမ်းဖက်မှုတွေရောက်မတော့အောင်ထိန်းသိမ်းနိုင်ခဲ့တာလေဦးသေးတို့တခါကြီးတို့အတီးဆုံးပါပဲ အဲ့တော့ဦးဇင်းတို့ကတော့ပြောပြီးပဲမြို့သားရေးနဲ့ဒီနေပြီးတော့မြို့သားရေးအဖွဲ့နဲ့ဦးဇင်းတို့ကတော့တခြားထဲရှိတယ်ဦးဇင်းတို့အနေနဲ့နိုင်ငံတော်ကတကယ်ခွင့်ပြုရင်ဘာမှမတတ်နိုင်ဘူးလေကန့်ကွက်ဖို့တော့ဦးဇင်းတို့လည်းကျေနပ်တယ်လားမင်းတော့မကျေနပ်ဘူးပေါ့ဗျာဘာမှမကျေနပ်ဘူးမကျေနပ်ဘူးဒါဘုံပွက်လေးလေးပြောရလို့ရှိရင်ဟုတ်လားဦးဇင်းတို့ဒါပေမဲ့ဒီလိုပါပို့ဆိုရင်မြို့သားရေးအားစုအများစုရဲ့ ဒီ line ဘောကနေကိုစော်ဖိုးရင်းလို့ပေါ့နော် line ဘောကနေပါဇက်နဲ့ပြီးမသွားပဲနဲ့ကိုစော်ဖိုးရင်းကိုလက်ခုတ်တန်နဲ့အားပေးကြတယ်ဗျအများကြီးအားပေးကြတယ်တော်တော်ဒီကြခုထောင်းစားတောင်တွေ့မဲ့သူတွေမရှိကြဘူးပေါ့နော်အဥစဉ်တို့ပြောချင်တာကဒီတကယ်ဒီဟာကြီးကိုခင်ဗျားတို့က တကယ်စုပ်မှုမဟုတ်ခဲနဲ့မြို့တိုင်းသမိုင်းနဲ့တတ်မတော်ဘူးထိတ်တဲ့ရင်ဆိုင်နဲ့ရာနိုင်ခိုင်ရာနိုင်ခါမဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လည်းဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေနဲ့ကောက်ကောက်ကိုလက်မှတ်နေပြီးတော့မှရှိတဲ့ဒါလူတွေလည်းလက်မှတ်တွေထိုးမယ်ထိုးပြီးမှမြို့တိုင်းရဟန်းမြန်မာနိုင်ငံမှာရှိတဲ့ရဟန်းတန်ကတော့လက်မှတ်ထိုးမှာကာကြုံကာကြုံကြီးစီကိုဒီလိုကောက်ကောက်စာတွေတင်ဖို့တော့လိုအပ်တယ်လို့ဦးစင်းကတော့တုံးတက်ချင်ပါတယ်ဗျာနော်တုံးတက်ချင်ပါတယ်ဒါတော့မြို့တိုင်းတက်မတော်နဲ့တက်မတော်နဲ့မြို့တိုင်းမြို့တိုင်းနဲ့တက်မတော်ကဒါစီလုံးညွညွမှုနဲ့ ဒါကာကြောစီကိုဒါတမကျင်နေဘူးဒါတွေကိုတင်ပြတာတော့မကျင်နေဘူးဒါတွေကိုလက်မခံဘူးဆိုတော့ဘလိုကြီးဘလီစောက်ခွန်ပြောလက်မခံဘူးဆိုတဲ့ဘောတော့ဒါနေပြည်တော်ရဲ့အမျိုးသားရေးဆရာတော်များရဲ့လောက်ရကသူမှန်ကန်တယ်လို့ဦးစင်းတော့လည်းတရားခိုင်တော့ထောက်ခံပါတယ်ဗျအားလုံးတော့ပါပဲဗျအရေးကြီးတဲ့နေ့ပါဗျနေပြည်တော်ဘလီကိစ္စနဲ့ပတ်သက်လို့ဇလန်းစပြီလားမင်းတို့ဌာနဆိုင်ရာဆရာဖဆိုသူရဲ့ဘက်ကဇလန်းစပြီလားအခုဖြစ်ပေါ်နေတဲ့ဘလီကိစ္စနဲ့ပတ်သက်ပြီးတော့ เนาะ line ပေါ်မှာပြောစုဝေဖန်ထောက်ပြနေတဲ့သူတွေကမှားတာလားမင်းတို့ဌာနဆိုင်ရာတွေကမှားတာလားဟမ်တောင်သူလယ်သမားတွေရဲ့လယ်ကိုအစိုးရကနိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့လယ်မြာမြေတွေကိုတိမ့်နေမတန်တစီပြေနှစ်သိန်းတဧကောက်မှာနှစ်သိန်းသုံးသိန်းပေးပြီးတော့ဟိုအရင်တုန်းကရော်ကြီးတွေပေးခဲ့တယ်နိုင်ငံတော်စီမံကိန်းအတွက်ဆိုပြီးတော့ပြည်သူလူထုကနေပြီးတော့လက်ခံခဲ့တယ်ဟမ်အခုじゃအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ဒီစွန်နီတို့ရှီယိုက်တို့မွတ်စလင်ကလားတွေအတွက် ဗလီကြီးတွေဆောက်လို့ပြင်မဲ့အပေါ်မှာပြည်သူလူထုလက်မခံဘူးလေကြွရသူကြွရသားတွေလက်မခံဘူးလေမင်းတို့မြေပြင်သတင်းတွေစင်နာတော်ကြီးလေအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဘိုင်းပေါ်မှာတင်းနေတာအများကြီးပဲပြည်တွင်းရောပြည်ပအောင်ဟိုကြောင်ကျိုးကြောင်ရအောင်နေရောရန်တိုက်ပေးနေတဲ့သူတွေအများကြီးရှိတယ်အေးမြို့ချစ်မြို့သားကြီးသမားတွေဆိုတာကနော်သူများ၆တိုင်းလဲမကြောက်တယ်လို့သူများမြောက်တိုင်းလဲမမြောက်ဘူးမင်းတို့တည်ထားဖို့လိုတယ်အခုကိစ္စကအချိန်မတော်အခါမဟုတ်နော်မိုးချုပ်နေပြီမိန်းကလေးတယောက်ကိုမေးစရာရှိလို့ပါဆိုပြီးတော့လဲဝေးစားပါရုံကနေပြီးတော့လာခေါ်ထားတယ် ခေါ်တော့ပြီးအဲ့ဒီမိန်းကလေးတယောက်တည်းကိုမင်းတို့ဒီတိုင်းရုံကိုဆက်ပြီးတော့ခေါ်သွားမယ်လို့ပြောတယ်။နောက်ကနေပြီးတော့ဆရာတော်တွေစိတ်မချလို့ထတ်လိုက်လာတယ်။မင်းတို့ခဏဆိုရင်ငါတို့ကတိတ်ကြောက်နေရတာ။ဟိုနိုင်ငံသားပြောပြောနေတဲ့ဘောမဘောမလို့ပြောနေတဲ့ကောင်တွေတတိထားဘောမဆိုတာတက်တက်ရှိတယ်။နိုင်ငံမှာအမျိုးသားရေးသမားဆိုတာတက်တက်ရှိတယ်။ထမိန်ကျုံဆိုတာတည်တန့်ရှိတယ်။နော်အခုဗလီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ပြဝေဖန်ပြောဆိုနေတာတွေဟာအမျိုးသားရေးသမားတွေဘောလဲမမအောင်ထမိန်လဲမချုံဘူးဂျာနေဝါရဓမ္မအရမ နှစ်ခုရှင်းလာပြီဆိုရင်ဓမ္မမျက်နှာကိုတစ်ခုပဲကြည့်တဲ့သူတွေနော်ဖင်လန်မောင်မောင်တို့ထိုင်းမှာရှိတဲ့ဟောင်စီတို့ငစီတို့ကောင်တွေတတိထားကြအေးပြောချင်တာအခုလေဝိစားပါရောကနေတိုင်းရုံကိုမေးစရာရှိလို့ဆိုပြီးတော့ခေါ်သွားမယ်ဘယ်ကိစ္စအောင်မေးမှလဲလိုင်းပေါ်မှာတင်နေတဲ့မြို့ချစ်လူငယ်အဖွဲဆိုလားအဲ့ဒီကိစ္စတွေအတွက်မြို့ချစ်လူငယ်တွေကအများကြီးပဲတနိုင်ငံလုံးတနိုင်ငံလုံးပဲလူတိုင်းကကိုမျိုးကိုချစ်ကြတာပဲကိုဘာသာကိုချစ်ကြပဲကိုတာသနာကိုချစ်ကြတာအကုန်လုံးကမျိုးချစ်တွေကြီးပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာခင်ဗျားတို့ကဟမ် ဟိုအနှွဲ့တဲ့မိမသားဆိုပြီးတော့မိမသားတယောက်ကိုလာပြီးတော့စတင်ပြီးတော့ခင်ဗျားတို့စပါရုံကနေပြီးတော့ခေါ်တယ်ဆိုတာမြို့သားကြီးတမားတွေကိုနှရွက်သပင်းဆုပ်လိုက်တာပဲမပူနဲ့ခင်ဗျားတို့တဲ့တနွေငင်းဒဇင်ပါရောက်လာလိမ့်မယ်နော်နိုင်ငံလုံးမှာမြို့သားကြီးတမားတွေမြို့ချစ်တွေရှိတယ်နော်မြို့သားကြီးတမားတယောက်ကိုထင်တနိုင်ငံလုံးမှာရှိတယ်မြို့သားကြီးတမားတွေငြိမ်မနေဘူးငုံမခံဘူးတုံ့ပြန်မယ်ဆိုတာခင်ဗျားတို့သိသွားစေရမယ်ဟမ်အဲ့တော့လေမျိုးလေဝေးမျိုးနဲ့စပါကိုကျတို့တွေ လမ်းပြီးတော့ဆက်သွယ်တယ်မင်းမြန်းနဲ့အခုတိုင်းရုံကိုခေါ်သွားမယ်လို့ပြောတယ်အပြစ်မရှိဘဲနဲ့ကျတို့ရဲ့လူတွေကိုစကားတခွန်းမှဲ့တပေါက်တော့မစွန်ပါစေနဲ့အဲ့လိုမျိုးစကားတခွန်းမှဲ့တပေါက်ဆိုရင်ကျတို့လေငုံမခံအချိန်ကာလအပြင်စောင့်နေမှာလူအရင်ကျတို့ကိုယ်တိုင်နေပြီးတော့အထိဆင်းမယ်